ဂျော်ဂျီယာနိုင်ငံကိုလာမယ်ဆိုလို့ရှိရင်လိုအပ်တဲ့ visa requirement နေကတော့နံပါတ်1 online မှာ visa application form ဖြည့်ရမယ်။နံပါတ်2ကကြတော့ဂျော်ဂျီယာနိုင်ငံရဲ့ဓာတ်ပုံ site visa ဓာတ်ပုံ site ကဥရောပနိုင်ငံမှာတုံးတဲ့ဓာတ်ပုံ site ဖြစ်တယ်။ဒီလိုမျိုး site ကိုကိုကရွေးချယ်ဒီလိုမျိုး site ကိုကိုကဆိုင်မှာရိုက်ခိုင်းရမယ်။နံပါတ်3ချက်ကတော့ travel insurance မဖြစ်မနေဝယ်ဖို့လိုတယ်။နံပါတ်4ချက်ကတော့ hotel booking လိုတယ်။နံပါတ်5ချက်ကကြတော့လေရင်လက်မှတ်အသွားပြန်လိုတယ်။ နံပါတ်6ကကြတော့ကိုကိုဖိတ်ခေါ်တဲ့သူရဲ့ဖိတ်ခေါ်စာရှိတယ်ဆိုရင်ပို့ပြီးကောင်းတယ်။ပြီးတဲ့အခါကျတော့ travel itineraries လို့ရတယ်။နောက်တစ်ခုအရေးကြီးဆုံးကတော့ကိုရဲ့အလုပ် guide status ပေါ်ပြချက်နဲ့ van scene လိုအပ်ပါတယ်။ဒါကတော့ Georgia နိုင်ငံကို visa လျှောက်မယ်ဆိုရင်ဒီကလိုအပ်တဲ့စာရွက်စာတမ်းတွေဖြစ်ပါတယ်။ဒီစာရွက်စာတမ်းတွေကလည်းဒီ Georgia နိုင်ငံမှာမဟုတ်ဘူးဥရောပနိုင်ငံတော်တော်များများကိုလျှောက်မယ်ဆိုရင်အဓိကပြင်ဆင်ထားရမယ်စာရွက်စာတမ်းတွေပဲဖြစ်ပါတယ်ရှင်။အားလုံးရဲ့ visa တွေကိုလွယ်လွယ်ကူကူနဲ့အဆင်ပြေပြေလျှောက်နိုင်ကြပါစေရှင်။အဲဒီစာပါ။